ကားအက်ဆီဒန့်ကြောင့်ကွယ်လွန်သွားခဲ့ရတဲ့ MRTB Foreman သားတယောက်ဆောင်သူပဲလေးကိုရောက်လာပြီးအမိန့်တရားလို့အများကြီးကြည့်နေပါတယ်ကျွန်တော်ရဲ့ fan ဖီနီလေးကိုလည်းအများကြီးနေရာနေဖြစ်ပါရင်သူတို့ကြည့်ပါရယ်မင်္ဂလာပါပရိသတ်ကြီးရင်တရုတ်ဆောင်သူကတော့ငယ်စဉ်ကလေးဘွားကလေးကအနုပညာလောကတွေကို ရောက်ရှိလာခဲ့တာဖြစ်ပြီးငယ်စဉ်ကလည်းဆိုင်းဆိုင်ခန့်လိုက်ရဲ့ငယ်ဘွားမှာတရုတ်ဆောင်ခဲ့မှုသူတယောက်လည်းဖြစ်ပါတယ်တရုတ်ဆောင်သူကကလေးတရုတ်ဆောင်တယောက်အနေနဲ့အနုပညာအလုပ်တွေကိုလုပ်ကင်နေတာဖြစ်ပြီး အသက်အရွယ်တခုကိုရောက်ရှိလာတဲ့အချိန်မှာတော့ MRTB4 မင်းသားတယောက်အနေနဲ့ရည်တည်လာခဲ့တာလည်းဖြစ်ပါတယ်။မင်းသားသူကတော့ဗီဒီယိုဇာတ်ကားတွေနဲ့ဇလန်းထွေးပေါင်းများစွာမှာပါဝင်သရုပ်ဆောင်လာခဲ့ပြီးတော့ပရိသတ်တွေရဲ့အားပေးခြင်းကိုအပြည့်အဝရရှိထားသူတယောက်လည်းဖြစ်ပါတယ်။မင်းသားသူကတော့မဲချူဇလန်းထွေးနဲ့မကြသေးခင်ကမှပရိသတ်တွေရင်းထဲကိုပြန်လည်ရောက်ရှိလာခဲ့သူတယောက်ဖြစ်ပါတယ်။တယောက်ဆောင်သူကမဲချူဇလန်းထွေးအပြင်အဖြူရောင်တက်ကလေးဇလန်းထွေးမှလည်း ပြည်သက်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့သူတယောက်ဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2024ခုနှစ်ရဲ့အကယ်ဒမီစကားတင်စီရင်မှာလည်းယောက်ျားကောင်းအတောင်20ဆိုတဲ့ရုပ်ရှင်စကားကြီးမှာနတ်ကတော်ဆယုံနဲ့အကယ်ဒမီစီရင်ဝင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။တရုတ်ဆောင်သူကတော့အသက်အရွယ်ငယ်ရွယ်သေးပေမဲ့လည်းအမှုပညာအလုပ်ကို ယူသူသူတယောက်ဖြစ်တာကြောင့်ပြည်သက်တွေနဲ့အမြဲတမ်းအဆက်အသွယ်မပြတ်စေဖို့အတွက်အမှုပညာအလုပ်တွေကိုလည်းဇက်တိုက်ဆိုသလိုလောက်ကင်နေတာလည်းဖြစ်ပါတယ်။ MRTP ဖော်မင်းသားတရုတ်ဆောင်သူကတော့ဒီကနေ့မနက်6:00နာရီမှာပဲကားအက်ဆီဒန့်ကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်။တရုတ်ဆောင်သူကွယ်လွန်သွားခဲ့ရတဲ့အပေါ်မှာလည်း MRTP ဖော်ကလုံဖော်ကိုင်းပတ်တငယ်ချင်းတွေကလည်းစိတ်မကောင်းစွာနဲ့ဝမ်းနည်းချင်းစာလွှာတွေကိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်လာခဲ့ကြတာလည်းဖြစ်ပါတယ်။အရန်ကိုစူးစမ်းတဲ့လူငယ်တယောက်ဆုံးရှုံးရတဲ့အတွက်လည်းအလုံးကစိတ်မကောင်းဖြစ်နေကြတာလည်းဖြစ်ပါတယ်။ ကားအက်စီးဒန့်ကြောင့်ကွယ်လွန်သွားခဲ့ရတဲ့တရုတ်ဆောင်ထူးတယောက်ကောင်းရောင်ပုံဖွားကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။